ီစနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကနေပြီးတော့ဝေဖန်တဲ့မေးခွန်းတွေကိုကျွန်မကအဒီသက်ကိုစားလို့ရှင်ထဲမှာမထည့်လာနိုင်ဘူးရှင်အဲ့တော့ဘာမေးခွန်းလဲဆိုအဒီသက်ဟာဒီတိုင်ဝဲဝဲပါတီကစက်တော့ဝင်တိုင်လို့ရအောင်လားဆိုတော့အများကြီးသူကမေးတယ်အဲ့တော့ကျွန်မကရှင်ထဲမှာမထည့်လာနိုင်နောက်ဆုံးမီဒီယာနဲ့လူဝင်မှာတင်းနေမှာပြောထားတာတော့အဲကျွန်မအတ္တနာခံစားထင်ထားတယ်ပြောထားပါတယ်အဲဒါပေမဲ့ကျွန်မဒီပြည်သူလူထုကြားထဲမှာ အဲဒီဟိုတောင်းနေမဖြစ်စေချင်လို့ပေါ့နော်ကျမကဟိုအဲ UEC ပေါ့နော်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ညင်းပယ်ပြီးပါရှင့်ကျမရဲ့ကျမရဲ့အတနာခံစားညင်းပယ်ပြီးဖြစ်ပါရှင့်အဲသို့တော်လည်းကျမဒီလိုညင်းပယ်ခံရတဲ့အတွက်ဒါညင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးအဲကျမမပါဝင်မဲ့ကျမတို့ကျမတို့ဟိုပါတီရနေပြီးတော့ခုနကကိုယ်စားလှယ်လောင်းနေခဲ့တော့ပဲအဲပါတီမှာကိုယ်စားလှယ်လောင်း6.80ကျော်ရှိပါတယ်ရေရမှာရေပါမဟုတ်ရင်မရေပါနဲ့ ကျွန်တော်ကတော့စတယ်အကြောင်းနဲ့ပတ်သက်လို့ကကျွန်တော်ကမ္ဘာလုံးဝယ်ထားတယ်ကျွန်တော်ကအကြောင်းလည်းဝယ်ထားတယ်အကြောင်းဆရာလည်းဝယ်ထားတယ်ကျောင်းဆရာအကုန်လုံးကျွေးပါအကုန်လုံးကျွေးအားလုံးကျွေးအားလုံးကျွေးပါအကြောင်းတွေအားလုံးကမ္ဘာလုံး ဘာများတို့ကိုပြေးမှာဒုက္ခတွေကိုကြော်တော့အတွက်ကြော်နေသေးလားဘေးပြာတွေကိကွာကွာဝေးပါပါအောင်ဘယ်တော့ပြေးလားအဲဘေးပြာတွေဝေးကွာပြီးတော့ဒါမင်္ဂလာချမ်းသာဖို့ရှင်ဖို့မင်္ဂလာရွာပေးသေးတယ်ဟာမင်္ဂလာတောင်ကျွတ်မှတ်ကြည့်ပါတော့တောင်ကျွတ်မြို့နဲ့အမှတ်ပါခင်ဗျာဟုတ်တယ်မှန်တယ်ဒါဒါပေါ်ကြီးကဘူလာကြီးဘူလာကြီးဝါနာပေါ့ဒီမှာကလာမှာโอเคโอเคကျေးဇူးတင်ပါတယ်မှတ်ကြည့်โอเคပါဗျာ အကျွေးထူသည့်တသက်ခိုင်အတနာခံစားတင်ခဲ့တော်လဲမင်းအောင်လိုင်းကမတနာ၍ရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်နေကုန်ချုပ်အကျွေးထူသည့်တသက်ခိုင်မှာရွေးကောက်ပွဲဝင်ခွင့်ပြုရန်မင်းအောင်လိုင်းထံသို့အတနာခံစားတင်ခဲ့တော်လဲမင်းအောင်လိုင်းကမတနာ၍ရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်နေကုန်ချုပ်သွားပြီဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင် အတည်ပြုထုတ်ဖော်ပြောဆိုသည် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကဂင်းကိုလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှပယ်ဖျက်ထားမှုအပေါ်တက်ညာစဉ်းစားပေးရန်နှင့်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပြုရန်ရွေးကောက်ပွဲကော်မရှင် UEC နှင့်မင်းအောင်လှိုင်ထံသို့အတနာခံစာတင်ပြခဲ့ခြင်းဖြစ်သည် အော်တိုဘာလနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်တွင်အကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းတို့ရတွင်တသက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မင်းအောင်လိုင်းနှင့် UEC ဥက္ကဋ္ဌထံသို့အတနာခံစာတင်ထားကြောင်းအဆိုပါအတနာခံစာများကိုဝက်ဘက်ကပြန်လည်တုံ့တက်စဉ်းစားရာတွင်ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုတုံ့တက်ခဲ့ပြီး မင်းအောင်နိုင်ကလည်း UECE ဆုံးဖြတ်ချက်အတိုင်းအတည်ပြုပေးခဲ့ကြောင်းသိရှိရသည့်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရင်းတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည့်တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှိကပါပြထမ်းချက်နှင့်ညှိစွန်းသဖြင့်ကိုယ်စားလှယ်လောင်စရင်းမှပယ်ဖျက်ခဲ့ခြင်းဖြစ်သည်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခမ်းငါပုံမှန်ရှိက ပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှာကမ္ဘောဇာဘန်တို့ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစွန်းနေကြောင်းသိရှိရသည်ပါဒီဒီကိုရှင်းအောင်ပါဒီတော့နားရဝင်အကြည့်ပါရင်ဒီခင်ဗျားအဲဒီတော့ကအစိုးရဝင်နေနေပါလေတိတိဝင်တော့ပေါ့ရှင်ဒီမှာဒိုဝီစီကိုရလို့ ਨੇ ရုပ်ကြီးပြတော်မိုးအိမ်လုံးသားဟိုဇင်းရဲရုံးတော်မလို့တောင်းနေတဲ့ခံစားတောင်းနေခိုင်းတာပါရှင်

်ဘာမင်းဝင်လဲဆိုအဲ့ဒီတော့ဟာဒီတိုင်ဝင်ပဲပါတီးတာဆက်တော့ဘယ်တိုင်ဝင်ရအောင်လားဆိုတော့အများကြီးပြောပေးတယ်အဲ့တော့ကျမကဂျင်းနမခံစားနိုင်လို့အဲ့ဒီတော့ကျမကပြည်သူတွေကိုသာကျမနိုးမှာရှိတဲ့လူတွေကိုသာကျွန်တော်ပြန်ပြောဆက်နိုင်ပြီလေအဲ့ဒီကိုဆုံးကြည့်ရကျမဒါမဲ့အခြားပြည်သူတွေကိုဒီမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးကျမဖြေရှင်းနေလို့ရတာရှိတယ်ဟိုကျမကျမကိစ္စလေးလည်းသိမှာပါနော်အဲကျမလည်းကျမဟိုပေါ့ အခုဒေါက်တာတက်တက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျွန်တော်ပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အဟိုပေါ့ဒီလေးအများဆုံးရတဲ့အနိုင်ကိုမဲဆလတ်လာအမှတ်ညမှာရှောက်ထားပြီးတော့မှရင်းပယ်ကန်ထားရတဲ့ကိုယ်စားလှယ်လောက်ဖြစ်ပါတယ်ချင်းအစိုးရကျွန်မနောက်ဆုံးမီဒီယာနဲ့လုံဝင်မှာပြည်နေမှာပြောထားတာနော်အဲကျမအတော့နားခံစားခဲ့တာလည်းပြောထားပါရဲ့အဲဒါပေမဲ့ကျမဟိုဒီပြည်သူလူထုကြားထဲမှာ ဒီအော်တော့ငါဖြစ်စင်နေတော့ပေါ့နော်ကျမကိုအဲ UAC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲပေါ်ရှင်ရင်းပေးပြရစီကျမရဲ့အဲကျမရဲ့အတနာခံစားရင်းပေးပြဖြစ်ပါလိမ့်ရှင်အဲတို့တော့လဲကျမဒီလိုရင်းပေးခံရတဲ့ပတ်တာရင်းပေးပြသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးကျမမပါပါဘယ်မဲ့ကျမတို့ အဲကျွန်တော်တို့ဟိုပါတီရနေပြီးတော့ခုနကကိုယ်စားလှယ်လောင်းနေခဲ့တော့ပဲပါတီမှာကိုယ်စားလှယ်လောင်း680ကျော်ရှိပါတယ်အဲဒီ680ကျော်မဲပေးခြင်းအပြင်ကျွန်တော်တို့ပါတီကိုအားပေးကြတာအဲ့လိုအားပေးခြင်းအပြင်ကျွန်တော်တို့ပါတီလွတ်တော်ရဲ့ရောက်သွားရင်ပြည်သူလူထုကိုကိုစားပြုတဲ့အတန်းပြည်သူလူထုရဲ့အခန်းစားချက်တွေပြည်သူလူထုရဲ့လူမှုဘဝဒုက္ခတွေပြည်နယ်နိုင်မဲ့ တည်လေလေနဲ့ပေါ့နော်ဟိုဒီဘူဝါဒကြီးကိုရရှိအောင်လို့အတွက်ကျွန်တော်တို့အစိုးရမဖြစ်တည်တံ့အောင်လည်းကျွန်တော်တို့ဖြတ်ပေါ်တွေကတွန်းပါမယ်။အဲတကယ်လို့ပြည်သူလူထုထောက်ခံမှုများလို့အစိုးရဖွဲ့တွေရောက်သွားရင်လည်းကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုဆက်လက်ပြီးထမ်းဆောင်ပါမယ်။အဲနောက်ဆုံးအမြင့်ဆုံးကတော့ကျွန်တော်တို့အာဒါအာဏာရပါတီဖြစ်သွားရင်တော့ကျွန်တော်တို့ဘူဝါဒတွေကျွန်တော်တို့အပြည့်အဝကောင်ဆယ်ဖို့နိုင်မှာဖြစ်ပါတော့ချက်။အားလုံးကျေးဇူးတင်ပါတယ်ချက်။ကျွန်တော်တို့ကျွန်တော်တို့မေးတဲ့အတွက်လေအခြားမီဒီယာတွေနဲ့လည်းဖြစ်စေချင်လို့ကျွန်တော်လက်တော်မပြောသေးတာဖြစ်ပါတော့ချက်။ပြီးလို့ရှိရင်ကျွန်တော် ့ပြီးလို့ရှိရင်ကျမကပေါ့နော်ကျမမပြင်ရနေနဲ့လေကျမရဲ့လုပ်ပေါ်ကိုင်မဲ့ကွန်ဆယ်လယ်လောင်းနေရတယ်ဒီလိုတက်တက်ချွန်းချွန်းနဲ့လူလူတွေ့ဆုံပွဲပြည်သူလူထုရဲ့ဩဝါဒဒါဒီချင်းပါနေတဲ့နောက်ပင်ဖို့ပြေပြေပြီးတော့မှဒီအခမ်းအနားတွေချင်းပါနေပြီးပြည်သူလူထုနဲ့ထိတွေ့နေကြတဲ့ပကျေးဇူးအများကြီးတင်ပါတယ်လို့ကျမပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အများကြီးပါရေးလို့ရတယ်ဒီလိုဒီလိုပါဒီခိုင်ရခဲ့ရင်လည်းတမီးတို့ပြည်သူ့မော်ဘူးမျိုးနဲ့ပညာရေးခန္ဓာလေးကိုပြည့်နေသေးတယ်ဒီမှာရေးအောင်လို့ရဟုတ်ကဲ့ပါရှင်ကျမကျမတင်တာလေကျမတင်တာမှမအောင်ဆိုကျမလည်းရန်ကုန်တိုင်းထဲမှာဆို ော်ရောက်ပြီပေါ့ဆိုလို့ရှိရင်ကျမစိတ်ကြီးခဏတော့ရောက်သွားတဲ့အချိန်မှာတော်တော်လေးစိတ်မကောင်းပါဘူးကျမကျန်လာတော့ရန်ကုန်တိုင်း55မြို့နယ်ထဲမှာစိတ်ကြီးခဏတော့တော်တော်လေးလုတ်ပြီးစရာကြီးများတာဟုတ်ပါရဲ့ရှင်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မို့ကျမကစိတ်ကြီးခဏတော့အာကုန်စလေလောင်းနေဒီနေ့ပါလာမသိကျမတို့ကဖြစ်ပါမယ်ရှင်ဟုတ်ကဲ့ဆိုလို့ရှိရင်ကျမတို့ကျမတို့ကုန်စလေလောင်းနေတစ်ချိန်မှာရွေးကောက်ခံကုန်စလေဖြစ်သွားတယ်ခုနကကုန်ဖေဖောက်ပြောသွားတယ်လို့အဲရေကမခံရတဲ့တောင်ကမှကျွန်တော်တို့တင်တန်းနေဆက်ပေးပြီးတော့မှတီတူလူလူကြားထဲမှာသူ့ပင်နေခဲ့အောင်ပေါ့နော်တီတူလူလူဘောကဘယ်လိုဖြစ်နေတာလဲဘယ်လိုခံစားနေရတာလဲ ားတွေဖြည့်ရှင်းပေးဖို့လိုအပ်နေတာလေပြည်သူဆန္ဒပါလေကျွန်တော်လေးချက်ပြပါမယ်ဒါတွေကျွန်တော်တို့ဆက်ပြီးတော့မှကိုယ်စလဲလောင်းလေးရွေးကောက်ခံကိုယ်စလဲနေနဲ့ကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားပြီးတော့မှပြည်သူ့ဘဝကိုမြင့်တင်ပေးဖို့ကျွန်တော်တို့ဆောင်ရွက်ပါလို့ရှိတယ်ကျွန်တော်တွေ့ပါတယ်ရှင်အတွေ့ပါရှင်စိတ်ကြီးခဏတော့မှလုတ်ပေးစီရင်အများကြီးတွေ့ပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင်ဒီ YouTube လို့ဒေတာကိုဘာလို့လဲရေးဖြစ်ပါလဲသမီးတို့စိတ်ကြီးခဏတော့ကအတရာပါပါတယ်ပုံမြင်ပါပါရှင်ပါတီအဖွဲ့ဥက္ကဋ္ဌပါဟုတ်ကဲ့ကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါကျေးဇူးပါကျေးဇူးပါ မဲကြီးပြေးနေတာတော့ကြာပြီပေါ့နော်။ဒါပေမဲ့ခက်ခဲရတော့တပေါင်းစင်းမရှိဘူးရှင်ပြတာ။ဟိုအင်းတော့တော့ဆက်ရောင်းနေမှာလို့ဘူးပါတယ်။ဒီခတိန်ကိုဝင်ရတော့တော့အစိမ့်ဝိုင်းလက်တိတ်မခံနိုင်ဘူးလို့တော့ဟုတ်ကဲ့။ခင်ဗျားမပုံနေနဲ့ငါတို့ကကြာလဲစီမပြပါဘူး။ဒူအခုကြာလဲအိမ်မှာရကြလို့ဆိုတာဒီတောင်းဝဲလောက်ပဲရပါတော့နော်။ခလေးကဟိုတမီးကြီးလေးကလည်းကြောက်တဲ့နေချိန်ကတော့ပတ်စံနေပါရဲ့ဥဒမိုင်းပေါ့နော်။ လုပ်လဲပြန်လုပ်ချင်ပါတယ်ဗော။အဲ့လိုတစ်ကောင်သေးလေးတစ်ကောင်ပေါ့အင်းနဲ့တို့ချင်းမိပါတယ်။အဲ့လိုဘလို့ဘုခုမရဘူး။တိုင်နေလို့ရမလဲဆိုတာဗောနော်။အဲ့လေချင်ပါမေကောမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မေကောမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တမီးလေးတမီးလားတားလား။တားလေး။ဟောတားလေးအသိကြီးကဘယ်လောက်ရပြီလဲ။တမီးလေး။တမီးနဲ့လေးလား။ကြီးလေးကဘယ်လောက်လဲရှင်။ဟောကြီးလေးက7နှစ်။ဆိုလို့ရှင်ဒီလိုမိသားစုတွေကျမတို့မြန်မာနိုင်ငံမှာအများကြီးရှိတယ်ပေါ့နော်။ဆိုလို့ရှင်အဖေရောမေရော လုံးလုံးချင်းလေ အပြီးလို့ရှိရင်ကလေးကလည်းမိမိတင်တောင်းနဲ့ဆိုတဲ့ခါကျတော့ကလေးကလည်းကလေးကိုလည်းကြည့်ရှုဖို့လိုတဲ့ခါကျတော့အလုပ်လုပ်ချင်တယ်မဲ့အလုပ်ကထွက်ရတာပေါ့နော်အဲဒါမျိုးလေးတွေမဖြစ်အောင်ကျမတို့က family friendly work environment ဆိုတာအဲဆိုလို့ရှိရင်မိခင်နဲ့အလုပ်လုပ်ရင်းနဲ့တာသမီတာသမီတွေလည်းနေ့ကလေးတိုင်းကြောင်းမှာထားပြီးတော့မှမိခင်နဲ့တာသမီနဲ့အတူတူအလုပ်တက်တာမျိုးပေါ့နော်အလုပ်တက်အလုပ်ဆင်းလုပ်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြစ်အောင်ပြည်ကြီးထက်ကြီးလာလို့ရှိရင်လည်းကျမတို့မိကလေးတိုင်းကြောင်းနေပေါ်ခြင်းအပြင်နေ့ကလေးတိုင်းကြောင်းဆိုတော့ ဟိုဟာပေါ့စီးပွားရေးလုပ်ငန်းလေးတွေတဖြည်းဖြည်းပေါ်ပေါက်လာမှာပေါ့နော်ဆိုတော့ရှင်ကျွန်တော်တို့ပါတီကစူးစမ်းနေပါတယ်အခုတမိပြောချင်တာအဲ့ဒါတော့တဖြည်းဖြည်းနဲ့စူးစမ်းရမှာဖြစ်ပါတယ်ဆိုတော့ရှင်အခုတမိပြောချင်တာကတော့ပုံစင်းလုံးမြင့်ပြီးတော့မှလစားဝင်ဝင်နေနေပြီးတော့မှအလုံးလုံးရက်နဲ့ဆင်းရဲနေတာပေါ့နော်အဲဒါလေးတွေဖြစ်နေတာဒါလေးတွေကျွန်တော်တို့ဖြေရှင်းဖို့လိုပါတယ် အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မဲပေးခြင်းနဲ့ပေါ့နော်မဲပေးခြင်းနဲ့နိုင်ငံသားမှတ်ပုံတင်ရလားတမီအဲမှတ်ပုံတင်မရှိဘူးဆိုတော့အခါကျတော့အဲအဲ့ဒါဆိုတော့ကျမသက်ဆိုင်ရပေါ့နော်မြို့နယ်ကအဲကိုအောင်ပြည်စုံဟိုအရှိလားအနောက်လားရှင့်လိုင်းတာရအရှိလားအနောက်ခုနှစ်ရက်ကွက်ခုနှစ်ရက်ကွက်အရှိအဲလိုင်းတာရအရှိပေါ့နော်လိုင်းတာရအရှိကကိုစလေလောင်းနေကုညီပေးလိုက်ပါအောင်ပေါ့နော်ကျမအဲ့ဒါလေးတောင်းအောင်ပေးခြင်းပါလေလိုင်းတာရအရှိကကိုစလေလောင်းနေ အဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံသားမြန်မာလူမျိုးဖြစ်တဲ့ဖြစ်တယ်မြန်မာနိုင်ငံရဲ့မှတ်ပုံတင်ရထားတဲ့ဟိုပါပေါ့နိုင်ငံသားတွေဖြစ်တယ်ပေါ့နော်အဲဖြစ်တဲ့အခါကျတော့အမဲကလည်းပြီးကျင်တယ်ဆိုတော့လေဆိုလို့ရှိရင်ဒီကိုယ်စလဲလောင်းပြီးဆက်သွယ်ပါရှင်ဥတန့်စင်ဘူးဆိုလို့ရှိရင်ခုနှစ်နေတော့ပွဲပြီးတာနဲ့တခါလဲဆက်သွယ်ပြီးတော့လေဆိုလို့ရှိရင်မှတ်ပုံတင်ရရှိရေးပေါ့နော်အမျိုးသားမှတ်ပုံတင်ရှိတယ်အမျိုးသားလည်းမရှိဘူးဆိုလို့ရှိရင်မှတ်ပုံတင်ရရှိရေးပေါ့ရှင်အဲ့ဒါလေးကလောကကလည်းတေချာလုပ်ပေးနေပါလေ ေချာလုတ်ပေးနေတယ်ဆိုတော့အဲတချို့ပြည်သူလူထုတွေလည်းရုံးကနားအောင်မသွားရဲတာပေါ့နော်အဒါမျိုးလေးတွေလည်းရှိတယ်ပြီးလို့ရှိရင် form လေးပုံစံလေးအရန်ဖြည့်ခိုင်းလိုက်တဲ့အချိန်မှာကြောက်သွားတာလို့ပါလို့ပေါ့နော်ဆိုလို့ရှိရင်ကုညီပေးလိုက်ပါရှင်အဲကုညီပေးလိုက်ပါအဲဆိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအခက်အခဲတွေ့နေတဲ့အလားတူပြည်သူလူထုတွေအများကြီးရှိပါတယ်ကျွန်တော်တို့ ်တက်ဆိုင်ရမြို့နယ်ကနေပြီးတော့မှအခုမြေဖိတ်ရှင်မှာဖြစ်တယ်။အဲတက်ဆိုင်ရမြို့နယ်ကနေအခုမြေဖိတ်ကြပါလို့ကျွန်မမြတ်တမ်းရခံလို့ဖြစ်တယ်။ကျေးဇူးတင်ပါတယ်ဖြစ်ကျေးဇူးတင်ပါတယ်ဖြစ်။ဟုတ်ကဲ့။ဟုတ်ကဲ့။